ကိုစားနေတဲ့အစားအသောက်တွေကကိုယ်ကိုကယ်လိုရီဘလောက်ပေးနေတယ်ဆိုတာကိုအလုံးသိကြပါသလားကိုစားနေတဲ့အစားအသောက်တွေချိုရီတွေမှာပါတဲ့ nutrition fast table လို့ခေါ်တဲ့အဟာရဆိုင်ရာအချက်လက်တွေကိုပြထားတဲ့ဇာတ်လေးတွေကိုရောဖတ်ကြည့်ကြရလားအားလုံးမင်္ဂလာပါကျမကတော့ဒေါက်တာကေဇင်လွင်မှာအဟာရသူပြဆရာဝန်တယောက်ဖြစ်ပါတယ် ီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဝိတ်ချနေတဲ့လူရောဝိတ်တင်တဲ့လူရောနာလာရှင်ယောဂတဲ့တွေရောကလေးလေးတွေရဲ့မေမေတွေရောအကုန်လုံးသိထားတဲ့ Nutrition Festival အဟာရဆိုင်ရာအချက်လက်ပြစရာကိုဘယ်လိုလေးဖတ်ရမလဲဆိုတာကိုပြောပြပေးသွားကြပါမယ်။အရင်ဆုံးအနေနဲ့ကတော့ Nutrition Facts Label မှာဆိုလို့ရှိရင်ဒီအစားအသောက်တစ်ခုလုံးရဲ့အရှိမရှိတဲ့ label လေးရှိပါတယ်။ဒါကို front of pack nutrition label လို့ခေါ်ပါတယ်။ ဒီလိုမျိုး Frank of Pack Nutrition Label မှာဆိုလို့ရှိရင် Healthier Choice ဆိုတဲ့ logo ပါတာမပါတာဒါမျိုးကိုလည်းကြည့်လို့ရပါတယ်။ဒါမှမဟုတ်လို့ရှိရင်တော့ Halal Certified ဖြစ်မဖြစ် FDA Approved ဖြစ်မဖြစ်ကိုလည်းတို့ကဒီလိုမျိုး Frank of Pack Nutrition Label အနေနဲ့ဖော်ပြကြပါတယ်။အဲ့တော့နောက်တစ်ခုကတော့ Back of Pack Nutrition Label လို့ခေါ်ပါတယ်။အဲ့တော့ဒီအစားအသောက်တွေရဲ့အနောက်မှာဆိုလို့ရှိရင် အာဟာရဆိုင်ရာအညွန်ပြစရာဟိုမှာတိတိကျကျဖော်ပြထားတာမျိုးရှိပါတယ်။ကစီတက်ဘလောက်အသားတက်ဘလောက်အစီတက်ဘလောက်ဆိုပြီးတော့ဖော်ပြထားတာမျိုးပါ။အဲ့ဒါဆိုလို့ရှိရင်အသေးစိတ်ဘလိုလေးဖတ်ရမယ်ဆိုတာကိုထပ်ပြီးတော့ပြောပြပေးသွားမယ်နော်။အခုဆိုလို့ရှိရင်အကျန်းပြင် nutrition first label လေးကိုဘလိုဖတ်မလဲဆိုတာဒီစံပြုတ်ကူးလေးနဲ့တစ်ချက်ဖတ်ပြကြည့်ပါမယ်။ ဒီဆန်ပြုတ်ပုံမှာဆိုလို့ရှိရင် front of pack အဲ label ကိုဘယ်လိုဖတ်မလဲဆိုတော့သူ့ရဲ့ရှေ့မှာဆိုရင် halal certified ဖြစ်တယ်ဆိုတာဒါသူ့ရဲ့ front of pack label တခုပါပြီးတော့ကတော့ဒီဘူးတစ်ခုလုံးက35 gram လေးချိန်ရှိရဲဆိုပြီးတော့သူကရေးပြထားပါတယ်နောက်တစ်ခုမှာဆိုလို့ရှိရင်တော့ဒီ nutrition first label လေးဖြစ်ပါတယ်ဒီ nutrition first label လေးကတော့ပုံမှန်တခြားမုန်တွေမှာဆိုလို့ရှိရင်တော့အနောက်ဘက်ခြမ်းမှာရှိတာများပါတယ် အဲ့တော့ဒီမှာဆိုလို့ရှိရင်35ဂရမ်ဆန်ပြုတ်ဘူးကိုစားမယ်ဆိုလို့ရှိရင် energy စွမ်းရည်အနေနဲ့ကတော့123ဒသမ45ဂရမ်ရပါ45ကယ်လိုရီရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ protein အသားဓာတ်ပါ protein ကတော့3ဒသမ46ဂရမ်ရမှာဖြစ်ပါတယ်။ အာဖက်အဆီဓာတ်ကတော့၃ရတက်မှ39ဂရမ်ရမှာဖြစ်ပြီးတော့ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်ကဆိုလို့ရှိရင်26တက်မှ51ဂရမ်ရမှာဖြစ်ပါတယ်။ဒီဟာကတော့တစ်ခါစားပမာဏမှာရမယ့်ကယ်လိုရီတွေကိုပြောသွားတာဖြစ်ပါတယ်။ပြီးတော့သူစီမှာဆိုလို့ရှိရင်100ဂရမ်မှာလည်းဘလောက်စားရင်ပမာဏတွေရမယ့်အသားဓာတ်အဆီဓာတ်ကစီဓာတ်တွေဘလောက်ရမယ်ဆိုတာကိုလည်းတစ်ခါတည်းတွက်ချက်ပြီးသားဖော်ပြထားတာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ food allergy ဖြစ်တတ်တဲ့လူတွေအာဓာတ်မတည့်မှုတွေဖြစ်တတ်တဲ့ကလေးတွေမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ပအဝင်ပစ္စည်းတွေကိုဖတ်ပြီးတော့မှစားသုံးသင့်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းပအဝင်ပစ္စည်းလေးတွေကိုတိကျရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တိတိချာချာဖတ်ပြီးတော့စားသုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သင်တော်ပါတယ်အခုလို nutrition fats label ကိုကြည့်ရမှာရောအတိအက emphasize ပြန်လုပ်ချင်တာကတော့ weight ချနေတဲ့လူတွေမှာဆိုလို့ရှိရင် calorie ဘယ်လောက်ရမယ်ဆိုတာကိုသတိထားပြီးတော့ကြည့်သင့်ပါတယ် ။နောက်ထပ်ကတော့နှလုံးသွေးကြောချင်းယောဂဝေဒနာဓာရီမှာဆိုလို့ရှိရင်တစ်ခါစားလို့ရှိရင် transfer လို့ခေါ်တဲ့အသွင်ပြောင်းအစီပမာဏဘယ်လောက်ရမယ်ဆိုတာကိုသတိထားပြီးတော့ကြည့်သင့်ပါတယ်။ transfer တွေစားရများတယ်ဆိုလို့ရှိရင်နှလုံးသွေးကြောရင်ယောဂကပို့ပြီးတော့စိုးစိမ်နိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့အသက်နှစ်နှစ်အောက်ကလေးတွေနဲ့စီးချိုယောဂဝေဒနာတွေတွေအတွက်ပါသူတို့တက်ဆိုလို့ရှိရင်တော့တခါစားပမာဏမှာချူကတကြားပါဝင်မှုကဘလောက်ရှိနေတလဲဆိုတာကြည့်သင့်ပါတယ်ချူကတကြားပါဝင်မှုများတယ်ဆိုလို့ရှိရင်ကလင်းငယ်တွေအတွက်နဲ့စီးချိုယောဂဝေဒနာတွေအတွက်မတင်တော်ပါဘူး။နောက်တစ်ခုကတော့သွေးတိုးယောဂဝေဒနာတွေနဲ့ဝိတ်ချနေတဲ့လူတွေအတွက်ပါ။ ်ပေရိုယောဂဝေနာတယ်ရီယာဆိုလို့ရှိရင်ဆိုဒီယမ်စားတဲ့အရန်များတဲ့အစာတောက်ကိုစားသုံးတယ်ဆိုလို့ရှိရင်သွေးတိုယောဂကိုပို့ပြီးတော့ဆိုးစေပါတယ်ဝေးချနေတဲ့လူတွေကလည်းတူတူပါပဲစားတဲ့အများကြီးစားမိတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကရေကိုအများကြီးဆွဲမှဖြစ်တဲ့အတွက်ကြောင့်မလို့ဝိတ်မကျပဲနဲ့ရေဝိတ်နဲ့တက်နေရမျိုးတွေဖြစ်တတ်ပါတယ်ဒါဆိုလို့ရှိရင်အာဟာရအညွန်ပြား ဇယား nutrition fast label ကိုဘလို့ဖတ်ရမယ်ဆိုတာကိုကြံပြန်သိရှိသွားမယ်လို့ထင်ပါတယ်ဆိုလို့ရှိရင်တော့ nutrition fast table မှာဘာတွေကိုတတိထားပြီးတော့ဖတ်ရမလဲပေါ့အဲ့တော့ပထမဆုံးအနေနဲ့ကတော့တခါစားပမာဏကဘယ်လောက်လဲဆိုတာသတိထားရမယ်။ပြီးတော့နောက်တစ်ခုကတော့ဒီတခါစားပမာဏမှာဆိုလို့ရှိရင်စွမ်းအင် energy ဘယ်လောက်ရတယ်လဲ ။ကစီတက်ကဘလောက်ပါသလဲ၊သားတက်ဘလောက်ပါသလဲ၊အစီတက်ဘလောက်ပါသလဲ၊ဆိုရီယံဘလောက်ပါသလဲ၊ထရန်စဖာဘလောက်ပါသလဲဆိုတာတွေကိုသတိထားပြီးတော့ကြည့်တဲ့။ပြီးတော့ဘလိုလူမျိုးတွေရာဘလိုဓာတ်တွေကိုအတိအကျကြည့်ရမယ်ဆိုတာကိုအကျဉ်းပြင်းသိသွားမယ်လို့ပြောလင်းရပါတယ်။အားလုံးပဲကျမပြောရှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။